အားလုံးပဲမင်္ဂလာပါအာစီတုတဆုံရတဆုံ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမကတော့ DC ဖြစ်ပါတယ်ဒီနေ့မှာတော့ဆရာတက္ကရဖုံးနိုင်ရဲ့မောင်ဘဝညအလားကွယ်ဝိတုကိုစသိမ်းပိုင်းအနေနဲ့တင်ဆက်ပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်မောင်ဘဝညအလားကွယ်စသိမ်းပိုင်းမမမေမော်လမြိုင်တို့ပြန်သွားပြီးတော့နောက်ပိုင်းရက်များသည် ကျွန်တော်အတွက်အစိတ်သုံးဆုံးသောရက်များဖြစ်ပါသည်တချိန်ကချစ်မြတ်နိုးခဲ့သောตาရသည်တက်ကြိုနေမြည်သည်ယခုအခါကျွန်တော်အတွက်ကန္နာယပမာတာဖြစ်နေပါသည်ကျွန်တော်သည်ဝတ္တရားရှိသည်ထင်သဖြင့်ဥက္ကမဥထံသို့အကျိုးအကြောင်းရှေလျသောစာတစောင်းရေးထည့်လိုက်သည် သူယုံမီမယုံမီမှာကျွန်တော်တာဝန်မဟုတ်ပါတို့ရာတွင်ပြေတော်ချင်းချိန်နိုင်ရန်မိတ္တိလာလျင်ပြန်ကွင်းသို့ကျွန်တော်တို့ရောက်ဒီမှာစ၍ ရန်ကုန်သို့ပြန်လာခဲ့သည့်အထီကိုဝိတုဇလန်ပမအသေးစိတ်ရေးသားဖော်ပြသည်စာအစုံးတွင်မူကျွန်တော်ကအောက်ပါအတိုင်းရေးလိုက်သည်ဒီအကြောင်းတွေကို ကျွန်တော်ကရှင်းပြနေလို့မမမေကိုကျွန်တော်မချစ်ဘူးလို့လိန်ညာနေတာမဟုတ်ဘူးမမမေကိုကျွန်တော်သိပ်ချစ်တယ်ခမားနားမလည်လောက်အောင်ချစ်တယ်ကျွန်တော်ချစ်လွန်းလို့ပဲကျွန်တော်ချစ်တဲ့မမမေရဲ့ဂုဏ်တရားကိုမညှိုးနှွမ်းအောင် ကျွန်တော်ထိမ့်သိမ့်ခဲ့တယ် ဒါဝခမားနားလည်စီခြင်းနဲ့ချစ်ချင်းကိုခမားနဲ့ကျွန်တော်အမြင်ချင်းတူပါမလားမသိဘူးကျွန်တော်ယုံကြည်တဲ့အချစ်ဆိုတာကတော့သူ့စီကဘာမှမယူချင်ပါဘူးကိုကသာပေးချင်တယ်အခြားပေးစရာမရှိရင်အသေးနှလုံးနဲ့မျက်ရည်ကိုပဲဖြစ်ဖြစ်ပေးမယ်ကျွန်တော်ချစ်တယ်လို့ခမားမမမေကိုချစ်နိုင်ပြီးမြင့်မြတ်တဲ့မိမသားတူအပေါ်ထင်မှားခဲ့တဲ့ခမားစိတ်ဟာကြောင်လဲမှန်ကန်လာပါစေလို့ ကျွန်တော်ဆုတောင်းတယ်။ဤစာကိုဥက္ကမဥထံကျွန်တော်သည်ထည့်လိုက်ပြီးရန်ကုန်မြို့မှခွာ၍တပုံလက်အောက်တွင်ပင်ရှိသေးသောဤမြို့သို့ပြန်လာခဲ့သည်။ရှေလျားသောတပုံခေတ်တလျှောက်လုံးကျွန်တော်သည်မိခင်နှင့်အတူဤမြို့တွင်ပင်ကြပြာရေးတချင်းဆက်ဖြင့်စိတ်ပြေလက်ပြောက်နေခဲ့သည်။သတင်းစာများနိုင်တွေ့ရသဖြင့်မမမေ BED စာမေးပွဲအောင်ကြောင်းကျွန်တော်သိရသည်။တို့ရာတွင်ကျွန်တော်သည်မမမေထံမိသည့်အဆက်အသွယ်များထပ်မလို့တော့ တပုံနယ်နဲ့အစိုးရနယ်ဖြစ်သဖြင့်အဆက်အသွယ်လည်းမရနိုင်ပါ တနည်းအားဖြင့်ဤသည်ပင်ကောင်းပါ၏မပေါင်းနိုင်သည့်ဘဝများတွင်တတ်နိုင်သမျှရေမြေအန္တဝါချားနေကပိုကောင်းပေဦးမည်ပြည်မျိုးကို အစိုးရပြန်သိမ်းပြီးအတန်ကြာမှကျွန်တော်ရန်ကုန်မြို့သို့ပြန်ဆင်းသည်မမမေဆန္ဒအတိုင်းတက္ကရိုလ်ပြန်တက်ရ၏တက္ကရိုလ်ပြန်တက်ရင်လည်းမဂ္ဂဇင်းများ၌ကြပြားများဆက်ရည်သည်တစ်နှစ်ဆောင်ဦးတွင်မဂ္ဂဇင်းတိုက်မှတစင် ျွန်တော်တန်းစာတဆောင်နဲ့ဖိတ်စာတဆောင်ရောက်လာသည်ဖိတ်စာမှာမင်္ဂလာဆောင်ဖိတ်စာဖြစ်သည်သူတို့သားနဲ့သူတို့သမီးနာမည်ကို တွေ့ရသည့်ခဏ၌ကျွန်တော်သည်မယုံကြည်နိုင်လောက်အောင်အံ့ဩသွားသည်မမမေနှင့်ဥက္ကမဦးတို့ပင်တီစာမှာဥက္ကမဦးထံမှဖြစ်သည်ကိုလွမ်းတော်ဒီစားစွာနဲ့စာရေးပါတယ်ခမားလေးစာကိုမသိလို့ခမားရေးနေကြမဂဇင်းတိုက်ကတဆင့်စာနဲ့ဖိတ်စာကို ပို့လိုက်ရတယ် ခမရပွန့်ပွန့်လင်းလင်းရေးထည့်လိုက်တဲ့စာဟာကျွန်တော်စိတ်ကိုပြောင်းစေခဲ့တယ်။ခမရတင်ပြတဲ့အချစ်သဘောကိုလည်းကျွန်တော်အကြိမ်ကြိမ်သုံးသပ်ကြည့်မိတယ်။ဒီအခါမှာကျွန်တော်အမားကိုသဘောပေါက်ပြီးအဆက်ကြီးရှက်မိတယ်ဗျာ။ဒါကြောင့်မို့ချက်ချင်းပဲမိစီကိုစာရေးပြီးလက်ထပ်ဖို့ကျွန်တော်ပြန်ခွင့်တောင်းခဲ့တယ်။ဒါပေမဲ့ခမရမမမေကကျွန်တော်ကိုခွင့်မလွတ်ဘူးဗျာ။ဒီအတော်အတွင်းမှာငင်းချံကခရိုင်ဆရာဝန်ကြီး ဦးစိုးတင်ဝါရှင်တန်ရောက်လာခဲ့တယ်။စကားဆက်လို့သူ့အိမ်မှာနေသွားကြတဲ့အကြောင်းကို ပြောပြတယ်။မေနဲ့ခမားရဲ့တန်ရှင်းဖြူစင်မှုကိုသူ့ထံမှကျွန်တော်ထပ်သိရတယ်။ဒီတစ်ချိန်တော့ကျွန်တော်မနေနိုင်တော့ဘူးဗျာ။မြမပြီပြန်ပြေးလာပြီးမေမေတို့ကို အကျိုးအကြောင်းပြောပြရတယ်။အခုဆိုမေမေတို့ပါစိတ်မကောင်းဖြစ်ပြီးစိတ်နောင်တရနေကြတယ်။ဒါနဲ့မေမေပါအပါခေါ်ပြီးမော်လမြိုင်ကိုလိုက်လို့မေဝရော သူ့တော်တော်ကိုပါကျွန်တော်တို့ဝင်ချတောင်းပန်တယ်အခုတော့အားလုံးပြည်လဲအေးချမ်းပြီမို့လက်ထပ်ပါတော့မယ်ခမားကျွန်တော်ကိုခွင့်လွတ်တယ်ဆိုရင်ကျွန်တော်တို့လက်ထပ်ပွဲကိုဆက်ဆက်လာစီခြင်းနဲ့ကျွန်တော်အတွက်ဝမ်းနဲ့ဝမ်းသာဖြစ်ရသည်အမှန်ကိုဝန်ခံရလျင်သူယုံမီမယုံမီမသိဝမ်းသာခြင်းကပူပါသည်ကျွန်တော်မပန်သာသောပန်းတော်ဝင်သည်ထိုက်တန်သူဤဥကောင်းထန်း၌ဆံရသည်ကို ကျွန်တော်အတွက်ဝမ်းသာရန်မှလွဲ၍အခြားအကြောင်းမရှိတနည်းအားဖြင့်ဆိုလျင်လဲမမမေနှင့်ကျွန်တော်တို့စောင့်ထိန်ခဲ့သောတစ္ဆာတရားဤအောင်ပွဲသာမြည်ပေ၏ထို့ကြောင့်မမမေနှင့်ဥက္ကမောင်ဦးတို့လက်ထပ်ပွဲသို့ကျွန်တော်သွားသည်လက်ထပ်ပွဲကိုမြို့တော်ခမ်းမ၌ကြီးကျယ်စွာကျင်းပသည်ညနေပိုင်း၌အိမ်တွင်ရင်းနှီးသောမိတ်ဆွေများကို အထူးဧကံပြန်၏ဧကံပွဲ၌အတီးအမုတ်ဝိုင်းလဲပါသည် တောက်သက်စားသက်သူများအတွက်ပန်းချံတွင်၌ကောက်တေးပါတီလည်းကျင်းပသေးသည်မီးရောင်ထိန်ထိန်ဝဲအိုးရောင်ဖဲရောင်စင်ရွှေရောင်တို့ဖြင့်အဲ့ခံပွဲသည် တောက်ပနေသည်ဥခင်မောင်ဦးသည်နတ်ပြာရောင်ညဝတ်တကလက်ဝစ်စုံဖြင့်ခန့်ညာချောမောနေသည်ပြင်သစ်ဘရုကိကြီးပြာရောင်ထမင်းဝင့်ပေါ့စာအင်ကြီးဆူဇလန်ပိုးစာပဝါအပြာနှုတ်နှင့်မမမေမာလည်းညဤဧကရီအဖြစ် ရှုမကြီးအောင်တင့်တယ်လှပါပေသည်မတော့တဲ့မစားတတ်သောကျွန်တော်သည်ခြံတောက်၌ secret ကိုအဖို့ပြုရင်တာယာဝေစီတိဂီတတန်ကိုတူးတဲ့ထိုင်နာထောင်နေမိသည်ဧည့်သည်အပေါင်းတို့စုံစစ်အောင်နှုတ်ဆက်ပြီးသောအခါဥက္ကမောင်ဦးသည် မမမေအားကျွန်တော်ထံခေါ်ဆောင်လာသည်ကဲကိုလွမ်းနောင်ခမရမမမေနဲ့စကားပြောအောင်နော်ကျွန်တော်တခြားတောင်းအပ်ခံလိုက်အောင်မယ် ဘူးခင်မောင်ဦးသည်အတိတ်ပဲပြေဝန်းစွာ ကြည်ရင်ဆို၍မမမေကိုထားခဲ့ကာထွက်ခွာသွားသည်ကျွန်တော်နှင့်မမမေသည်တူးဟုတူးကြည့်ရင် အတန်ကြာစကားမပြောနိုင်ကြကျွန်တော်ကစတင်၍ရင်တွင်း၌ဘာများခံစားမှုမရှိသည် မောင်တူးကအမကိုကြည်စက်ချီးမွမ်းဟန်ပြောရသည် မမမေဒီညတိတ်လှတာပဲမမမေသည်မရေမပြုံးဖြင့်ကျွန်တော်မျက်လုံးများကိုစူးစိုက်ကြည့်သည် ထို့နောက်တူတူညင်သာမေးသည်မောင် မမမေကို ခွင့်လွတ်သလားဟန်ဆောင်ပြုံးနေရသောကျွန်တော်မျက်နာသည်တည်သွားသည်ရုတ်တရက်လဲဘာဖြေရမှန်းမသိခិតတာငိုင်းနေမိပြီးမှပြန်မေးရသည်ဘာပြောတယ်မမမေမမမေကကျွန်တော်ထံမှမျက်လုံးမခွာပဲ ပီတပြက်သားစွာထတ်ဆိုသည်မောင်မမမေကို ခွင့်လွတ်သလားကျွန်တော်ရင်တွင်နိုင်ဆိုသွားသည် ဘာကြောင့်ဤမေခွန်းမေးရသည်မသိဖြေလေးမောင်ကျွန်တော်ကသက်ပြင်းကိုလေးပင်းစွာရှိုက်လိုက်၏မောင်ကဘာလို့ခွင့်မလွတ်နိုင်ရမှာလဲမမမီရဲ့တကယ်တော့စတဲ့ကตาရဖြောင့်ဖြူးနေမဲ့မမမီတို့ရဲ့ဘဝဆက်ချောင်းပေါ်ကံကြမ္မာနှောက်လို့ကန့်လန့်ဝင်ရောက်ခဲ့ရတဲ့မောင်ကိုသာမမမီနဲ့ဥခင်မောင်ဦးကခွင့်လွတ်ရမှာပါ မမမီဤမျက်လုံးတို့၌မျက်ရည်များဝဲလာသည်ကိုကျွန်တော်တွေ့ရသည်မဟုတ်ပါဘူးမောင်ရဲ့ဒီဇက်လန်းမှာတရခန့်အစ်စ်ကအသေးနုခဲ့တဲ့မမမီပါတပွင့်ကိုသာစင်နိုင်မှန်းသိရဲ့နဲ့နှလွာကိုပွင့်စေခဲ့မိတဲ့မမမီကိုသာအပြစ်ဆိုရမယ်မောင်မငင်းပါနဲ့တော့မမမီကိုမောင်ခွင့်လွတ်ပါတယ်ဆိုတဲ့စကားကိုသာကြားပြရစေမမမီကြားချင်တယ်ဆိုရင်တော့ကျွန်တော်ပြောပါမယ် မမမေးကိုကျွန်တော်ခွင့်လွတ်ပါတယ်။ဒါပေမဲ့တခုတော့ကျွန်တော်ဆက်ပြောချင်တယ်မမမေး။မမမေးသည်နားဆွင့်၍ထောင်းနေသည်။ပြောလေမောင်။ပြောပါမယ်မမမေးရဲ့။အမှန်ကဘသူဘသူမှအပြစ်တင်လို့မရပါဘူး။အပြစ်မရှိကြသူချင်းမို့ဘသူကားမှဘသူကို ခွင့်လွတ်စရာအကြောင်းမရှိပါဘူး။တသက်သာသုံးသက်ဆင်ခြင်ပြီး မမမေးစိတ်ပြေနိုင်ဖို့ စာဆိုတော်ကြီးတကိုးရဲ့ကြပြတစ်ပိုက်ကိုကျွန်တော်အတူချုပ်ပြောပြမယ်။မမမေသည်ကျွန်တော်အားဂယုနာပြည့်သော မျက်လုံးများဖြင့်ကြည်ရှာ၏။လက်ရှင်နောင်ဤကြပြကိုမရွတ်သဖြင့်မမမေစိတ်ချမ်းသာလိမ့်မည်ဟုကျွန်တော်ထင်ပါသည်။တကိုးကညဆိုတဲ့ကြပြမှာအစင်မပြေတဲ့သမုဒ္ဒရာဇလန်းကို တင်ပြခဲ့တယ်။ညဟာနှင်းပေါက်တွေနဲ့ပတ်ပြန်းပြီးအေးချမ်းမှုနဲ့ပန်းကုန်ဖူးနိုင်အောင်ပြုစုယူရခဲ့ရတယ်။ မာလာဥပွင့်ဖူးတဲ့အခါဟာနေမာသာဖြစ်တတ်တာမို့ညအနေနဲ့ဆက်လက်တည်နိုင်ခွင့်မရှိဘူးဤသဘောဟာမရှောင်ရှားနိုင်သောသဘာဝနိယာမတရားမို့ကျွန်တော်အနေနဲ့တော့ညဟာတနာစရာမဟုတ်တလို့နေဟာလည်းမုန်းစရာမဟုတ်ပေဘူးဒီတော့မာလာစင်မင်းသာပြန့်ပြန့်တင်းတင်းကြိုင်ကြိုင်မွေးနဲ့ထာဝစဉ်လဲ့ဝင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းတယ်မမမီရဲ့ ငမမေကပြုံးသည် ကျွန်တော်ချစ်လှစွာသောမျက်လုံးပြတို့တွင် မျက်ရည်အပြည့်ဖြင့်ပြုံးသည်ပြုံးရင်းလည်းတူတူရွတ်ဆိုသည်မောင်ပေးတဲ့ဆုနဲ့မမမေထောင်စဉ်ပြေဝလိုပါတယ်မောင်ဝဲရှံလာသောမျက်ရည်တို့ပါစီမတက်ဆင်းလာမီကျွန်တော်ကိုနှုတ်ဆက်၍မမမေသည် နေရာမှအထသွားသည်ညအတန်းနှက်သောအခါမမမေနှင့်ဥခင်မောင်ဦးကိုနှုတ်ဆက်၍ကျွန်တော်ပြန်လာခဲ့သည် ညကင်းပြင်နိုင်ချထားသော PNOC မှာမြင့်ထွေလေး၏လက်တံနှင့်တင်တင်ဦးဤဆိုတန်သည် WWCC ဝဲပြန်ထွက်ပေါ်နေ၏။အောင်စီရတုငွေရတုတိန်ခါသွန်ပိတိန်ညာပုံနာဝန်ပြည့်ထွန်းတည်ရဝဲတိန်စင်သာသည်ဆန္နာမင်းလိုရွှင်မြူးပါဝေငွေလရောင်အောင် လူသူကင်း၍စိတ်တုံးသောအင်းရလမ်းမကြီးတလျှောက်ရှောက်ခဲ့သူကျွန်တော်အတွက်မူ ရင်တွင်း၌ရွှေရင်ပေါင်းငွေရင်ပေါင်းဖက်ပြိုးလေးမှတီးတပုတ်ပဲ့တင်းထန်နေသည်ရေပင်လဲလောင်းငယ်ကုန်ခတ်လို့ကူးတက်နိုင်သည်အုံမိုင်းလိုကြီးနဒီပင်လဲရိုးငယ်မှာမိုးချုပ်ပြီလေမှန်ပါတယ်မမမေရဲ့မောင်ဘဝနဒီပင်လဲရိုးမှာမိုးချုပ်ခဲ့ရပါပြီအသက်ရဲ့ကိုလွမ်းအောင်ဤဇက်လမ်းမှာဤရင်းဆုံးသွားသည် ကျွန်တော်တို့ကိုပေါ်၌လည်းနှင်းရီတို့ရွှဲစားပြူနေပြီကျွန်တော်တို့လေးဦးထပြန်လာခဲ့ကြစဉ်ပူဆိုးလိုင်ကမှတ်ချက်ချသည်ကိုလွမ်းတော်ရာခမည်းဇလန်းကြရတော့ကျွန်တော်တချင်းကိုနှက်ပြန်ဆူရမှာတောင်အသေးနှင်းမိတယ်တင်မောင်မင်းကမူတက်ပြင်းဆိုင်ပြီးကောင်းခါသည်ဘာမျှတော့မပြောစောင်းညဤနှင်းပေါက်တို့ပတ်ပြန်၍ကြိုင်လန်းနေသောပန်းခင်းများကိုချက်လျက်ကျွန်တော်တို့ရှောက်လာခဲ့ကြသည် ကျွန်တော်ကကိုလွမ်းနောင်ကိုမေးသည်လွမ်းစရာကောင်းတဲ့ဇလန်းတပုတ်ပဲခမည်းပါလို့ဒါကို မရေးတလဲကိုလွမ်းနောင်ကရဲ့ရဲ့ပြုံးသည်ကျွန်တော်ပြောခဲ့ပါရောလားပုဂ္ဂလိကဝေဒနာကိုစာပေအဖြစ်နဲ့မတင်ကျင်ဘူးလို့ဒါဖြင့်ခမည်းမရေးရင်ကျွန်တော်ရေးရလိမ့်မယ်ဒါတော့ခမည်းသဘောပေါက်ကိုဖုံးနိုင်တခုတော့ရှိတယ်ခမည်းရေးမဲ့ဝိတ္ထုကြောင့်ကယံကရှင်တွေ စိတ်မတိခိုက်စေခြင်းမူစိတ်တိခိုက်မယ်မတိခိုက်ဘူးတော့ကျွန်တော်အတက်မပြောနိုင်ဘူးဒါပေမဲ့သက်ဆိုင်သူကိုကျွန်တော်တောင်းပန်ပေးပါမယ်ခမည်းဘလို့တောင်းပန်မလဲကျွန်တော်ဒီလနဲ့ကျဲတို့သပင်ရွှေကြီးဝင်းလက်စီခိုင်နိမြူချီတင်းတိုင်းပြင်မုံကြီးဆိုင်သောကမောစာညအားငေးကြည့်ရင်စိတ်တွင်း၌ပေါ်လာသောကြပြတပုတ်ကိုရွပြလိုက်ရသည်မှတ်မိသူ မိုးစတန်းရဲ့လို့စိတ်ဝမ်းက မရည်ရွယ်ပါ ရေးမိရေးရာအသေးလွာကဘာပြစ်မဆုံးအိမ်မက်ပုံညူနင်းမုံဝေးရီတော့မိလီပြီကိုမန်ကြွပေမယ်မောင်ဘဝညအလားကွယ်မိရီထားရှုလေအောင်ဇသိမ့်မိုင်းလေးကတော့ဒီမှာပဲပြီးပါပြီရှင် အဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ် နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပေသုတရတဆောင်းမတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်